Hello မင်္ဂလာပါကလုံးကောက်ကောင်းနေပါရှင်လူတရားကောက်ကွဲเนาะကိုကိုပလိုက်ကြီးเนาะပြောတယ်ဆိုလို့ဆိုရင်เนาะအဲသူမှားတာကို သူတိတော့ပြီပေါ့နောက်ဆုံးပဲဟာလာအဲ့ဒါဆိုရင်သူကအဲသူလည်းမှားနေပြီဆိုတော့သူနောက်ဓာရနေပြီဒါပေမဲ့သူကအဲ့ဒါကို အမှန်လုံးရှင်းနေเนาะအမှန်လုံးရှင်းနေဆိုတော့သူဖက်ကိုပါမေလူကို သူဆွေးသွင်းတာပေါ့เนาะအဲဒါပေမဲ့အမှန်တရားကတော့သူလေးတိတယ်ကိုလေးတိတယ်ပွဲเนาะအဲဖယော လက်ထက်တုန်းကပေါ့နော်ဖယောကတယောက်ဟောနေတဲ့အချိန်မှာနော်ဇင်ဇမနာကနော်ဘိုက်ကို အတူလုပ်ပြီးတော့သူကတော့တယောက်ဟောနေတယ်ပေါ့လေဒီမှာတော့ဘိုက်တစ်လုံးနဲ့ပတ်စုပြီးတော့သူကဆွေဆွေတယ်ပေါ့နော်အဖယောပြောလိုက်တဲ့စကားလေးကတအားကောက်တယ်အဒိတ်ပီလေးရှိတယ်နော်တန်ဖိုးလေးရှိတယ်နော်အဲ့ဒါကြောင့်ဖယောကပြောတာပေါ့နော်တကမှာလေအဲ့ဒီဒိတ်ဆာကပေါ့နော်ဟိုတကမှာနဲ့ ငါနဲ့နှစ်ယောက်ပြီးသိတာပေါ့နော်ဒါကိုတော့ဘယ်သူမှမသိဘူးဒါမျိုးကအဲ့နားမှာလူတွေကအကုန်လုံးအကုန်လုံးကဟိုပုတ်ထူးစင်စီဆိုတော့ဖယောက်ကိုယုံတာပေါ့လေအဲဒီလိုအထင်မှားတာပေါ့နော်ဟောက်ဟောက်ရင်ဟောက်မှာပေါ့ဘလို့မဟောက်ပြင်းနဲ့ပြောမလားဆိုပြီးတော့နော်အဲ့ဒါမှနော်တကြမင်းကမနေနိုင်လို့ ကျွဲဟန်ဆောင်ပြီးတော့ကင်ချလိုက်တဲ့အခါအဲ့ဘိုက်ဟာပြုတ်ထွက်သွားပါတယ်เนาะအဲ့ဒါကြောင့်နှစ်နှစ်ဦးနှစ်ဖက်ရန်ပြင်းရင်လေကွယ်အမှန်တရားဆိုတာတော့เนาะအမှန်တရားကိုဘသူမှတယ်ဘသူမှန်လေဆိုတာသူလေးတိတယ်ကိုလေးတိတယ်เนาะအဲ့ဒါကြောင့်ရှင်းပြနေစရာမလိုဘူးเนาะ ဒါမေးလေနော်လူမိုက်ဆိုတာကလေမှောက်ပြီးမှနောက်တားရတယ်နော် လူလီမဆိုတာကမမှောက်ခင်တည်းကစင်စားတွေဆင်ရှင်တွေဝေဖန်တယ်အဲ့ဒါကြောင့်နော်လူတွေကလေကွယ်နော်ကို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 ချက်ကိုတာစိတ်ဝင်စားတာတိလားသူမျိုးကိုဆိုရင်စိတ်ဝင်စားတယ်သူမျိုးကိုဆိုရင်ကြည်နေတယ်မျက်လုံးတောက်ထောက်ပြီးတော့လေအဲ့ဒါကြောင့်ကိုကိုကိုစိတ်ဝင်စားပါကိုကိုကိုရှင်းရင်နော်အဲ့ဒါကြောင့်သူမျိုးကိုအဲ့လောက်ထိစိတ်ဝင်စားပါနဲ့လို့နော် အဲအဲ့ဒါမှအဲ့ကောင်မအပြင်ထွက်တာ ਨੇ နော်မြေမျိုးတယ်နော်အဲ့ဒါမှဖယောက်ကိုအထင်လွေးတဲ့လူတွေကအကုန်လုံးနားလေသွားတယ်အဲ့ဒါကြောင့်အမှန်တရားဆိုတာကခါတယ်နော်အမှန်တရားဆိုတာကဒီမှာညံနဲ့စဉ်းစားရတယ်နော်ဒီလိုမစဉ်းစားနိုင်တဲ့လူကယုံတာပေါ့ကွယ်အခုလေအဲ့လိုပဲလေအာဘေးမှာဘာဖြစ်တယ်ဆိုရင်တကူကြီးတယ်ဆိုလေယုံကြတာပဲနော်အဲ့အဲ့လိုရှိတာပေါ့အမ်အဲ့ဒါကြောင့်နော်စဉ်းစားရပါတယ်နော် အဲ့ဒါကြောင့်လူတယောက်ကကိုကိုလေပြောနေဆိုနေဆိုရင် ကိုဖက်ကလုံဝမမစင်နဲ့ကိုသာမှန်ပါစေကိုမှန်အောင်နေပါနော်ကိုမှန်ရင်ဘာမှကြောက်စရာမလိုဘူးနော်ဒါပေမဲ့ तू ကအဲ့အဲ့ဟို तू ပြောထားတဲ့ဟာတွေ तू မှားထားတဲ့ဟာတွေကို तू တဖြည်းဖြည်း तू နောက်တားရပြီးတော့လေဟိုဘယ်လိုပြောမလဲနော်ဖွေးမိလောက်တယ်လို့ပဲနော် तू ရင်ထင်းမှာပူလောပါပါလေနော်အဲ့ဒါကြောင့်တယောက်ကိုတယောက်မဝေဖန်ပါနဲ့ကိုကိုအရင်ဝေဖန်ပါနော် तू မျိုးကိုပြောမိဆိုရင်ငါဘလောက်တော်လေးငါဘလောက်တဲ့လေးဆိုတာကိုအရင် sinza mna wiphemba lo anu ngujesu temale